ဆောဖန်မြများအားလုံးပဲမင်္ဂလာပါရှင်။အန်ဒီရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့ကတော့မင်္ဂလာ match channel ရဲ့ day 11ဖြစ်ပါတယ်ရှင်။ဒီနေ့ရဲ့မင်္ဂလာ challenge day မှာတော့အန်ဒီတို့အားလုံးတူတူ gratitude guided meditation လေးနဲ့တနည်းတာကိုမင်္ဂလာရှိစွာအဆုံးတကြမှာဖြစ်ပါတယ်။ဒီနေ့အန်ဒီတို့ Jesus တရားပွားများကြမဲ့ခေါင်းစဉ်လေးကတော့အစားတောက်များကို Jesus တရားပွားများခြင်းဖြစ်ပါတယ်။နေ့စဉ်မိမိတို့အသက်ရှင်သန်ဖို့အတွက်သုံးဆောင်နေရတဲ့အစားတောက်တွေကို Jesus တင်တတ်ခြင်းဟာလေ မင်္ဂလာတပါဖြစ်ပါတယ်။အဲ့တော့အနေတို့ဒီကနေ့မှာကိုရဲ့ဘွားမှာတုံးဆောင်ခဲ့ဖို့တဲ့ကိုအသက်ရှင်နေဖို့ထောက်ပံ့ပေးထားတဲ့အစားအသောက်တွေအာဟာရတွေကိုကျေစုတင်ကြရအောင်ပါနော်။အဲကျေစုတင်ခြင်းလုပ်ငန်းစဉ်လေးမစတင်ခင်မှာအနေတို့ဆိုဖမီများအားလုံးကတဏိတာရဲ့အမောတွေကိုဖြည့်ဖြောက်ဖို့အတွက်အနေနဲ့ကျူတူရှစ်သွင်းရှစ်ထုတ်ကလေးခဏလေးလှူဆောင်ကြရအောင်ပါနော်။အနေတို့ဆိုဖမီများအားလုံးပဲတတောင်တတာလေးထိုင်လာရေးစိတ်ကလေးကိုရှင်းထားလိုက်ပါ။မျိုးလုံးလေးကိုမိတ်ထားပေးလိုက်ပါ။ ဒီနေ့တနေ့တာဟာပြည်မြအောင်မြင်သွားပြီဖြစ်တဲ့အတွက်မိမိကိုကိုခုံယူလိုက်ပါကျေးဇူးတင်လိုက်ပါဒီနေ့မှလည်းမိမိကအကောင်းဆုံးကြိုးစားပြီးရှင်သန်ခဲ့ပါတယ်မိမိလုံနိုင်သမျှအရာတွေအားလုံးကိုကြိုးစားခဲ့ပါတယ်ဒီနေ့တနေ့တာကိုမင်္ဂလာရှိစွာရှင်သန်နေခဲ့ပါတယ်ဒါကြောင့်ကိုကိုကိုအရင်ဆုံးကျေးဇူးတင်လိုက်ပါငါကကျေးဇူးတင်ပါတယ်ဒီနေ့တနေ့တာကိုအောင်မြင်စွာကြော်ပြရှင်သန်နိုင်ခဲ့ပြီဖြစ်ပါတယ် ီနေ့တနေ့တာပြီးသွားပြီဖြစ်တဲ့အတွက်ဒီနေ့မှာဖြစ်ခဲ့သမျှအရာတွေအားလုံးကိုမိမိတို့ရဲ့အာယုန်တွေကမိမိတို့ရဲ့ energy စကွေးနေတွေအားထုတ်လိုက်ကြရအောင်ပါဒီနေ့တနေ့တာကအကောင်းဆုံးဖြစ်ခဲ့ပြီပါဘီဒါကြောင့်မိမိဟာနောင်တတရားတွေမရှိနေပါဘူးဆွဲလန်းခြင်းတွေမရှိနေပါဘူးဒီနေ့တနေ့တာဖြစ်ခဲ့သမျှအရာတွေအားလုံးက energy အကျဉ်းစံတွေကိုလည်းဖယ်ထုတ်လိုက်ပါတယ် ယခုလက်ရှိပြည်စုံပန်းချိန်လေးမှာပဲအာယုံနေစိုက်ထားပါမယ်။ယခုလက်ရှိပြည်စုံပန်းမှာမိမိတို့ဟာအကြမ်းမစွာအသက်ရှင်သန်နေပါတယ်။ဒါဟာအရေးကြီးဆုံးအချက်ဖြစ်ပါတယ်။ဒီပြည်စုံပန်းလေးမှာအသက်ရှင်သန်ခွင့်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်။ဒီနေ့တနေ့ဒါလုံးမှာလှုပ်ရှားသွားလာနေခဲ့တဲ့မိမိတို့ရဲ့ခန္ဓာကိုယ်ကြီးကို အမောဖြည့်ခွင့်လေးပေးလိုက်ပါ။ ခန္ဓာကိုယ်မှာတင်းနေတဲ့နေရာတွေလျှော်လိုက်ပါခြေချောင်းလေးတွေကနေစပြီးတော့ခြေတလုံးရဲ့ကြွက်သားတွေပေါင်ရဲ့ကြွက်သားတွေတင်မကြွက်သားတွေအားလုံးလျှော်လိုက်မယ်ကုတ်တွေကြောတွေကိုလည်းလျှော်လိုက်မယ်မိမိရဲ့ပခုံးပေါ်မှာထန်းထားတဲ့တာဝန်တွေကိုလည်းလျှော်လိုက်ပါမျက်နာကြောလေးတွေကိုလည်းလျှော်လိုက်မယ်မျက်နာလေးကိုပြုံးပြုံးလေးထားပါမယ်မျက်မှောင်ကြီးတွေကြုံမထားပါနဲ့ ဒီချိန်လေးမှာတော့မိမိတို့ရဲ့နှလုံးသားလေးထဲမှာအချီတက်ကလေးပြေဝနေပါတယ်။မိမိတို့ရဲ့ခန္ဓာကိုယ်ကြီးကလည်းအချီတက်ရဲ့ကောင်းတဲ့အင်အာဂျီတွေနဲ့အာရုံပြန်လည်ပြေဝနေပါတယ်။အနည်းတို့ဒီနေ့ဒါရဲ့အမောတွေဖြေကြရအောင်နော်။နှာခေါင်းကနေလေးကိုအဝရှစ်သွင်းလိုက်ပါ။ပစကနီအဝပြေရှစ်ထုတ်လိုက်ပါဒုတိယမြောက်တဲ့ကြိမ်လေးကိုအဝရှစ်သွင်းလိုက်ပါ ရှင်းထုတ်လိုက်ပါတုံးစိမ်မြောင်းလေးကို ရှင်းသွင်းလိုက်ပါရှင်းထုတ်လိုက်ပါဒီနေ့တနေ့တာရဲ့ပြမန်းနှွမ်းတဲ့ခင်မူတွေအားလုံးကို ကိုယ့်ရဲ့ဝင်သက်ထွက်သက်လေးကိုမှတ်ရင်းနဲ့ပြန်လည်ဖြည့်ချောကြရအောင်ပါနော်အချိန်ကြီး9မိနစ်လောက်ယူပြီးမိမိတို့ရဲ့အသက်ရှူတန်းကိုနားထောင်ကြည့်ရအောင် ိမီတို့ရဲ့အသက်ရှင်တန်လေးမှာဂျေစုတရားရဲ့စီချက်ကလေးတစ်ခုကိုဖန်တီးလိုက်ကြရအောင်ပါနော်စိတ်ကလေးကိုငြိမ်သက်စွာထားရင်းနဲ့အတက်ကိုရှစ်သွင်းနေတယ်ရှစ်ထုတ်နေတယ်ဆိုတော့အာယုံလေးကိုပဲခဏလေးအာယုံဆူဆိုက်ထားကြည့်ရအောင်ပါ ေရိုလူသားတွေအားလုံးကဘဝမှာအသက်ရှင်သန်နေဖို့အတွက်အစာအာဟာရတွေမျှဝဲသုံးဆောင်နေဖို့လိုအပ်ပါတယ်။အစာအာဟာရတွေပြတ်လက်တဲ့အခါမှာလူသားတွေဟာအသက်ရှင်သန်နိုင်မှာမဟုတ်ပါဘူး။ဒီအစာအာဟာရတွေဟာတဘာဝတရားကြီးကလူသားတွေကိုလက်ဆောင်ပေးထားတာတွေဖြစ်ပါတယ်။ဒါကြောင့်လူသားတွေအနေနဲ့အစာအာဟာရတွေကိုသုံးဆောင်တဲ့အချိန်တိုင်းမှာကဘာမြေကြီးပေါ်မှာကျေးဇူးတင်တဲ့စိတ်နဲ့ယူတီလီဇာစွာသုံးဆောင်တင်ပါတယ်။ ကိုယ့်ရဲ့ခန္ဓာကိုယ်ရဲ့ကိုဝင်လာတဲ့အစားအသောက်တွေဟာကိုယ့်အတွက်အမတန်အရေးကြီးပါတယ်။ကိုယ်သုံးဆောင်လိုက်တဲ့အစားအသောက်တွေဟာကိုယ့်ရဲ့ energy တွေကို အများကြီးတက်ရောက်မှုရှိပါတယ်။ကိုယ့်ရဲ့ကျန်းမာရေးတွေကိုလည်းအများကြီးလွှမ်းမိုးမှုရှိနေပါတယ်။ဒါကြောင့်နေတို့ဟာအစားအသောက်ကိုမသုံးဆောင်ခင်မှာအမြဲတမ်းကျေစွတင်တဲ့စိတ်နဲ့ gratitude ကိုပေးပြီးမှသုံးဆောင်တင်ပါတယ်။အစာတောက်တွေတုံးဆောင်ပြီးတော့တဲ့အခါမှာလေဒီကနေ့တနေ့တာအသက်ရှင်စီဖို့အတွက်စာတောက်ခေရတဲ့တုံးဆောင်ခင့် တုံးဆောင်မိဝဲခဲ့ရတဲ့အစာအာဟာရတွေကိုကျေးဇူးတင်ပါတယ်လို့ gratitude လေးပွားများတင်ပါတယ်။ဒီနေ့ရဲ့မင်္ဂလာ challenge နေ့မှာလည်းအနေရောအားလုံးကကိုယ့်ရဲ့ဘဝတက်တက်တာလုံးမှာအသက်ရှင်တန်မှုအတွက်မိဝဲတုံးဆောင်ခဲ့ရတဲ့အစာအာဟာရတွေကိုကျေးဇူးတင်ပါဖြစ်ပါတယ်။မိခင်ကဘာမေကြီးဟာလက်ဆောင်ပေးထားခဲ့တဲ့အတွက်ကျေးဇူးတင်ပါဖြစ်ပါတယ်။အနေရောကအစားအသောက်တွေကိုတုံးဆောင်ခဲ့တဲ့အချိန်ကြီးပြန်စင်စားကြည့်လိုက်ပါ ကိုရဘွားမှာအမီတက်ပိုက်စားနေတဲ့အချိန်မှာစားခဲ့ရတဲ့အစားအသောက်ကလေးတွေကိုနှစ်တက်တဲ့အစားအသောက်ကလေးတွေကိုပျော်ရွှင်စွာချစ်တဲ့သူတွေနဲ့စားခွင့်ရခဲ့တဲ့အချိန်လေးတွေအစားအာဟာရတွေငတ်မွတ်နေတဲ့သူတွေကိုလူတန်းခွင့်ရတဲ့အချိန်လေးတွေကိုချီရတဲ့သူတွေကအစားအသောက်တွေနှိမ့်ချိုက်စွာအားရပါရစားနေတဲ့အချိန်လေးတွေအစားအသောက်နဲ့ပတ်သက်တဲ့ကောင်းတဲ့မဉဏ်လေးတွေကို ပြန်စဉ်းစားကြည့်ရင်အသက်ရှင်နေဖို့အစားအာဟာရတွေမျှဝဲသုံးဆောင်နေခွင့်ရတဲ့အတွက်ကျေးဇူးတင်လိုက်ပါ ိုကြိုက်တဲ့အစားအသောက်ကလေးတွေကိုလည်းအာရုံလေးထဲမှာပြန်ဖို့ကြည့်လို့ရပါတယ်နော်။မင်္ဂလာ challenge ရဲ့ရည်ရွယ်ချက်ဟာစိတ်ပျော်ရွှင်မှုလေးတွေ၊စိတ်အေးချမ်းမှုလေးတွေ၊ကြည်နွမှုလေးတွေကိုဖန်တီးဖို့ဖြစ်ပါတယ်။ဒါကြောင့် Aneroso Family များအနေနဲ့ memory ကောင်းလေးတွေ၊မှတ်ဉာဏ်ကောင်းလေးတွေကိုပြန်စစချင်လိုက်ပါ။ကိုရဲကြိုက်တဲ့အစားအသောက်ကလေးကိုစားလိုက်ရတဲ့ချိန်လေးတွေ၊ကိုချစ်ရတဲ့သူကချက်ကျွေးတဲ့အစားအသောက်ကလေးတွေ ကိုပိုက်ဆောင်နေတဲ့အချိန်မှာစားလိုက်ရတဲ့အစာတောက်ကလေးတွေကိုစဉ်းစားရင်ဒီအစာဟာရတွေအတွက်ကိုယေရှုတင်လိုက်ပါဒါဆိုရင်ညီတို့ခဏလေးအာရုံပြုပြီးတော့ကိုယ့်ရဲ့ဘဝတစ်ချက်မှာတုံးဆောင်ခဲ့ပူတဲ့အစာဟာရတွေကျေစွတင်လိုက်ကြရအောင်ပါန အနီရောဆက်လက်ပြီးတော့အစာဟာရတွေကိုလက်ဆောင်ပေးတဲ့မိခင်ကဘာမြကြီးကိုကျေးဇူးတင်ကြပါမယ်။မိခင်ကဘာမြကြီးဟာကဘာကြီးပေါ်မှာအစာသားခွင့်ဆက်စနစ်ကိုအနီရောလူသားတွေအတွက်ဖန်တီးပေးထားပါတယ်။တကယ်တော့ဒီအစာခွင့်ဆက်စနစ်ကြီးကလူသားတွေအတွက်တည်းမကပါဘူး။တတိယလေးတွေအတွက်ကောအပင်တွေအတွက်ကောမိခင်ကဘာမြကြီးကစနစ်တကျစီစဉ်ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။ဒါကြောင့်အနီရောရဲ့မိခင်ကဘာမြကြီးကိုကျေးဇူးတင်လိုက်ပါ။လူသားတွေ အသက်ရှင်တန်နေဖို့အတွက်လိုအပ်တဲ့အစာအာဟာရတွေကိုအစင်တဲ့ကမ္ဘာမြေပြင်ပေါ်မှာဖန်တီးပေးထားတဲ့အတွက်ကျေးဇူးတင်ပါတယ်။အစာတောက်တွေကိုသုံးဆောင်တဲ့အခါမှာအလွန်ကျူးသောစိတ်တွေဖြင့်သုံးဆောင်ခြင်းမပြုဘဲကျေးဇူးတင်တဲ့စိတ်ဖြင့်သာသုံးဆောင်မည်ဖြစ်ပါတယ်။အစာတောက်ပေါ်မှာတမတ်တဲ့စိတ်ငတ်မွတ်တဲ့စိတ်မရှိနေဘဲ ိမိအသက်ရှင်မှုအတွက်ထောက်ပံ့ပေးထားတဲ့အတွက်ကျေးဇူးတင်တဲ့စိတ်လေးစားတဲ့စိတ်နဲ့ဆာမဖြစ်ပါတယ်။အညရောမိခင်ကဘာမြကြီးကိုအာရုံပြုပြီးအစားအသောက်တွေကိုလက်ဆောင်ပေးထားတဲ့အတွက်ကျေးဇူးတင်လိုက်ရအောင်နော်။ပေါ်ရှံကျွေးဝနေတဲ့တတိတနန်းလေးအစာကွေးစက်တီကိုကျေးဇူးတင်လိုက်ပါ။ ဒီနေ့ရဲ့မင်္ဂလာမတ် channel လေးမှာတော့အနေရိုတွေဟာအစားအသောက်တွေကိုကျေစွတင်ခဲ့ကြတာဖြစ်ပါတယ်။ကိုယ်ချိုင်းနေတက်တဲ့အစားအာဟာရလေးတွေကိုပြန်လည်စစတဲ့အခါမှာအနေရိုရဲ့စိတ်ထဲမှာဂျီနိုရဲ့စိတ်ကလေးတွေလည်းဖြစ်လာခဲ့ပါတယ်။ဒီနေ့ရဲ့မင်္ဂလာမတ် channel လေးကတော့အောင်မြင်သွားပြီဖြစ်ပါတယ်ရှင်။ မင်္ဂလာမက်ချယ်လေးရဲ့အပြီးမှာအနေရဆိုဖန်မီများအားလုံးကအစားအသောက်တွေစဉ်းစားရင်းနဲ့ဘိုက်တွေမစားသွားလောက်ဘူးလို့တော့အနေထင်ပါရင်နော်အဲဒီနေ့ကတော့အနေရအောင်မြင်သွားခဲ့ပါပြီမင်္ဂလာရှိတဲ့နေ့လေးတနေ့အောင်မြင်စွာနဲ့အဆုံးသတ်နိုင်ခဲ့ပြီဖြစ်ပါတယ်အနေရဆိုဖန်မီများကောင်းမွန်စွာအစ်ဆန်နာယူပါနော်မနေ့ပြန်မှာအနေရတွေပြန်ဆုံကြပါမယ်ရှင်ဂျစ်စစ်တမိုင်းဂျစ်စစ်တမိုင်းဂျစ်စစ်တမိုင်း